တယောက်ယောက်တော့စံချိန်ကြိုးအပ်ဖို့ရှိနေတယ်သူထူးဆန်တဲ့ဦးသားလာအလုံးမင်္ဂလာပါမကြခင်မှာဆိုရင်တော့ဂိတ်နဲ့ချက်ဖာကြီးတို့ရဲ့ငကြောက်တန်းပလာပိုလူပွဲစဉ်ကတော့ရှင်းမြိုင်ကစားသွားတော့မှာဖြစ်ပါတယ်အញ្ញံပြိုင်ကြမဲ့ဒီပွဲစဉ်မှာဆိုရင်ဘယ်အသင်းကပုံညံ့နေပြီးတော့ဆူပလာနဲ့လွဲချော်ရမလဲဆိုတာလဲစိတ်ဝင်စားဖို့ခေါင်းနေပါပြီအသင်းစလုံးကတော့ပရီးမီးယားလိမှာအရှက်မရှိတရက်စီတွေဖြစ်နေကြတယ်ဆိုပေမဲ့ငကြောက်တန်းပလာမှာတော့သူကလည်းသူဟုန်နေကြပါပါတယ်ဂကြီးတို့ကလည်းငကြောက်တန်းပလာမှာဆိုရင်အခုထိကိုရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်နေပါတယ် ဒီ budget နဲ့ပတ်သက်ပြီး GG လို့ဘက်မှာတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်လည်းရှိနေပါတယ်အဲ့တော့ GG ရဲ့ဂုဒမအွန်နာနာနဲ့ကွင်းလေဟာတူတူဆန်တို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ဥစလုံးကဥရပဖလားဖိုင်နယ်ရီနဲ့ပတ်သက်ရင်စံချိန်မတန်းနေကိုဖီရှိထားတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့တူဦးကတော့စံချိန်ကောင်းဖြစ်ပေမဲ့တူဦးကတော့စံချိန်ဆိုးဖြစ်နေကြတာပါ။တူတူဆန်ဆိုတာဘာရင်ကွင်းလေလို့တူဦးဖြစ်ပြီးတော့ဟာလဝါလုံးနဲ့အတူတူအောင်မြင်မှုများစွာကိုစုခုနိုင်ခဲ့ပါတယ်။ အလွားနဲ့အတူချန်ပီယံလိ၅ချိန်ဒီစကူထားနိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့2022ခုနှစ်ကမှဂေဂျီရိုစီကိုရောက်ရှိလာခဲ့တာပါဒူဒူဆိုင်ရဲ့စံကြီးအားဆိုရင်တော့ဥရောပဖလားဖိုင်နယ်ပွဲစဉ်ဒီမှာတစ်ချိန်မှမရှုံးနိုင်ခဲ့ဘူးတာပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်ကရွာစားအွန်နာနာကတော့ဂေဂျီရိုတင်မှာမြစ်တာအခန်းယူဆုံးကစားသမားဖြစ်ပြီးတော့အမားရီမကြာခဏလုပ်လေးရှိပါတယ်မချောက်တန်ပလာရဲ့ရှုံးထွက်အစီဒီမှာတော့အွန်နာနာရဲ့အမားရီကြောင့်ပေါ်ပြီးတိုင်ပတ်သွားခဲ့ရတဲ့ပွဲစဉ်တွေတောင်ရှိခဲ့ပါတယ်အွန်နာနာရဲ့စံကြယ်အားဆိုရင်တော့ဥရောပဖလားဖိုင်နယ်ဒီမှာတစ်ချိန်မှအနိုင်မရဘူးတရားပဲဖြစ်ပါတယ် အနာနာ IS နဲ့ Inter Milan အသင်းတွေမှာဥရောပဖလား final အဆင့်ထိရောက်ခဲ့ပေမဲ့အမြဲဟိုအသင်းတို့ဒုတိယလူဖြစ်ခဲ့ရပါတယ်အဲ့တော့လာမယ့် final ပွဲစမှာဆိုရင်တော့ဦးနာနာနဲ့တထူးဆန်တို့တွေကတယောက်ယောက်ကတော့စံချိန်ကျပြတ်သွားဖို့ရှိနေပါတယ်။ final မှာတစ်ခါမှမရှုံးဘူးတဲ့။တထူးဆန်ရဲ့စံချိန်ပဲရပ်တန့်သွားမလားဒါမှမဟုတ်တစ်ခါမှမနိုင်ဘူးသေးတယ်။ဦးနာနာရဲ့စံချိန်ပဲရပ်တန့်သွားမလားဆိုတာကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒိဗန်ဒီအတွက်ကတော့ဦးနာနာရဲ့စံချိန်ကိုပဲရပ်တန့်စေချင်နေကြမှာသိကြပါတယ်။ ဒါပေမဲ့ဒီဘွတ်တဲ့သူတို့ဆိုရင်အများဆုံးကစားသမားကလည်းဥနာနာပဲဖြစ်နေခဲ့ပြီးတော့ဘလို့ရရောင်းမလဲဆိုတာစိတ်ပူနေရပါတယ်။ဒါဘက်ကကျဖာကြီးတို့ကလည်းဒီပလာသာယာရင်နဲ့ရှေခွက်ပြောင်းနေမှုကြီးကိုရပ်တန့်နိုင်တော့မှာပါ။အဲကြောင့်အញ្ញံပြန်ကြမယ့်ဒီဘွတ်ရဆိုရင်တော့ပရိသတ်တွေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဆုံးဖြတ်ချပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။